ောကကြီးတဲ့အာကိုရာရှာတဲ့နေရာမှာသီလလောက်ကောင်းတဲ့အာကိုရာမရှိဘူးပြောကျင်တာကသီလရှိရင်အာကိုရာရှိတယ်ဖခင်ကသီလရှိရင်ဘာရှိတယ်အာကိုရာရှိပါတယ်ရောက်မြန်ပြန်တော့သီလမရှိရင်အာကိုရာမရှိဘူးခဏခေတ်လူတွေကဆွေမရှိ မျိုးမရှိစီးပွားမရှိရင်ဟာအာကိုရာမရှိဘူးဒီလိုပြောမြတ်စွာဘုရားကဆွေမျိုးရှိရှိမရှိရှိစီးပွားရှိရှိမရှိရှိသီလလို့ခေါ်တဲ့ကိုကျင်တရားရှိရင်အာကိုရာရှိတာပဲဟုတ်ပြီလား ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမာတိတ်တာနဲ့သုလတိတ်တာညီကိုနှစ်ယောက်ဂရေ80ချမ်းသာတဲ့တထေသားအရွယ်ရောက်တော့ပြိသယ်မိဘနှစ်ပါးဆုံးသွားအငယ်ဖြစ်တဲ့သုလတိတ်တာကအိမ်တော်အရင်ပြုသုလတိတ်တာအိမ်တော်ပြုလိုက်တော့ညီကိုနှစ်ယောက်အမွေခွဲတယောက်ဂရေ40တီရဂရေ40တီရတော့မာတိတ်တာကဟာငါ့ညီတို့ငါ့ညီမတို့ဒီဂရေ40လဲမင်းတို့သာယူကြတော့ငါမလိုချင်တော့ဘာဖြစ်လို့တော့ ငါယဟန်ပြုမှာမို့ကွယ်တဲ့ယဟန်ဘဝဓာတ်တွေမလိုအပ်ဘူးအဲ့ဒါစွန့်လွတ်ပြီးတော့ယဟန်ပြုသွားတိတ်တာမထေမဟာတိတ်တာမထေဒီလိုခေါ်တော်ထဲမှာသွားပြီးတပါးတဲ့တရားလို့အထုတ်ပြီးတော့ချမ်းချမ်းသာသာနေတယ်နာပေါင်းများစွာနှစ်ပေါင်းများစွာကြံတော့အိမ်မှာကြံခဲ့တဲ့သုလတိတ်တာဇနီးကတွေးတယ်ငါတို့ငယ်ငယ်ရွယ်နဲ့ချမ်းသာတယ်ဂရီ80ဂရီ80ချမ်းသာတာကမဟာတိတ်တာက40ပြီလို့80ဖြစ်တာ တကယ်လို့ဒီကိုတော်ကြီးကသာသနာပေါ်မှာပြောလို့လူဘဝပြန်လာမယ်ဆိုတို့ကသူ့ကို40ထပ်ပေးရဒါဆိုတို့ပိုင်ဆိုင်တဲ့ပစ္စည်းတဝက်ရော့သွားမယ်တို့ပစ္စည်းတော့ရော့ခံလို့မဖြစ်ဘူးဒီကိုတော်ပြန်ရှင်းမှဖြစ်မယ်ဆိုလူသက်သမား900ခေါ်ပြီးလိုက်တာခိုင်းတာလူသက်သမားတွေကလည်းပတ်စံရပြီးရောဘုန်းကြီးသွားတတ်တယ်တော်တဲ့တပါတဲ့တရားလို့အထုတ်နေတဲ့ဘုန်းကြီးသွားဝိုင်းထားဝိုင်းတော့မထေကြီးကမိတယ်ဟဲ့ တက္ကရီရုပ်ရုပ်နဲ့မလုပ်တာတော့အရှင်ဘုရားဘွယ်ဘလို့ခေါ်တော့မဟာတိတ်တလို့ခေါ်တယ်ဒါဆိုတပည့်တော်တို့ရှင်ဘုရားကိုတတ်မလို့လားတတ်မလို့လားတယ်ဆိုတော့ဧကရတ္တိဇီဝိတံဒေတာတညလောက်တော့သက်ချမ်းသာပေးပါတဲ့အများကြီးမတော်ဘူးတညတည်းတောင်းမိုးလင်းမှာတတ်ကြတညတော့ချမ်းသာပေးဟာရှင်ဘုရားကတညချမ်းသာပေးမိုးလင်းမှာတတ်ဆိုပြီးညထပြေးဘယ်နဲ့လို့မလို့အရှင်ဘုရားမတတ်လိုက်ရရင်ပတ်စံရပါမဟုတ်ဘူးရှင်ဘုရားဘက်ကအမတ်ကံဒီသက်တည်တယ်ဘုသူရှိတယ် အမကန်ဒီသက်တည်နေရှိရောမင်းတို့ကချမ်းသာပေးမလားပေးမှာပါဖေ။တာဆိုကောင်းပြီကွာကြီးကြဆိုနီးနတ်ရှိတဲ့ကြောက်တုံးကြီးနဲ့ခြေစလုံးတွေပေါင်နေအယိုးတွေရိုက်ချိုးပြက်တာ။အယိုးတွေမြန်မြန်ကျိုးသွားတော့မဟာပိဒါကြီးမထနိုင်တော့။ကတိနာတဲ့ငါမထနိုင်တော့ဘူးတဲ့ဒီလောက်ဆိုရင်အမကန်သက်တည်တွေလုံလောက်ပြီလား။ဟာတာဆိုရင်တော့လုံလောက်ပါပြီဖေ။အရှင်ဘုရားကလည်းမနဲ့သေးရမဲ့တူတူညအနာခံနေသေးတယ်တခါတည်းသေးလိုက်အေးရောဘာဖြစ်လို့အနာခံတာလဲလို့မေးတယ် အတ္တိယာမိဟရာယာမိသရာကမရဏအဟံတဲ့အခုလိုအခွင့်ကောင်းကြီးနဲ့ကြုံနေတော့မှာဒါကိလေသာနဲ့သေရမှာရှက်လွန်းလို့ပါတဲ့ဒီလိုပြောသေးဗျာဟုတ်လားမဟာတိတ်သားရဲ့ပြည့်သူတော်ကောင်းကြီးရဲ့စိတ်ထားနော်ကိလေသာနဲ့သေရမှာရှက်လို့ပါကွာတဲ့ဒီလိုပြောဒါဆိုကောင်းပါပြီရှင်ဘုရားရဲ့တရားအားထုတ်မိုးလင်းတော့တပည့်တော်တို့သတ်မယ်ဆိုပြီးတော့မဟာတိတ်သားကြီးတပါးတဲ့တရားအားထုတ် ဝေရဏဝိခံပိတဝသီလံပိစဝကံတောပါတိသௌဒသီလံနေတယာပိတိပါမောဇံဥပိစီဝေရဏဝိခံပိတဝဝေရဏကိုခွာရင်သီလံပိစဝကံတောသီလကိုစင်ခြင်းနေပါတိသௌဒသီလံနေတယာပိတိပါမောဇံဥပိစီစင်ခြင်းတဲ့သီလမြင်လိုက်ရတော့ပိတိပါမောဇတွေဖြစ်တယ်သုံးမျိုးနော်တိဝေရဏဝိခံပိတဝဝေရဏကိုခွာလိုက်တာ ။ကောင်းကျိုးနေတဲ့ဝေဒနာဆိုတော့ဒုက္ခဖြစ်မလားဒုက္ခဖြစ်မလားဒုက္ခဝေဒနာမစင်စားဘူးဒါပြောတာ။ဒုက္ခဝေဒနာတော့သူအာယုံဆိုင်မနေတော့။သီလံပင်စဝက်ခံတော့တဲ့ကိုယ်သီလကိုပဲပြန်ဆင်ကျင်နေတယ်။ငါလူဘဝတုန်းကဘယ်သီလများပျောက်တယ်လဲကြားတယ်လဲကျိုးတယ်လဲညှိုးတယ်လဲ။တနည်းပြောရင်ဘုသူပြောမှာကာယကံဝစီကံမနောကံနဲ့မတော်မတရားပြုခဲ့ဘူးတာများရှိသလားဒါတွေပြန်ကြည့်တာလေ အားလုံးကလူဘဝတုန်းကသီလကလည်းစင်ကြဲတာပဲနောက်တကယဟန်ပြုတဲ့နေ့ကစပြီး229တသောသီလတွေဘယ်သီလများပျောက်တယ်ကြားတယ်ကျိုးတယ်ညိုးတယ်ရှိသလဲဒါတွေပြန်ကြည့်တော့ယဟန်ဘဝသီလလည်းပဲစင်ကြဲနေတာလေပတိတုဒ္ဒသီလနေတယပိတိပါမောဇံဩပိစီစင်ကြဲတဲ့သီလလည်းမြင်လိုက်ရရောပိတိပါမောဇံဖြစ်တယ်ပိတိပါမောဇံဖြစ်တယ်ဆိုတော့ပျော်တယ်ပျော်တာမိုးလင်းရင်သေးရမှာညပျော်နေတယ် ဘာရှိလို့ပြောတယ်သိရမှသိရတယ်မပြောရတဲ့တတ္တိဟာသီလကြောင်းများဟုတ်လားခဏခေလူတွေကြည့်ပေါ့စေယုံစေကံသွားဘယ်နေ့သိရမှမသိသေးဘူးဘာယောဂဖြစ်တဲ့ဆိုကြတဲ့ကိုကမျက်စိမျက်နှာမသားမယားဖြစ်သွားပြီဘာအာနေကြတယ်သီလအာနေတာသီလအာနေတာဟုတ်ပြီလားမဟာတိတ်္တကတော့မနဲ့သိရမှသိတယ်ပြောနေလိုက်တာ အဲ့ဒီပျော်ပြီးတော့နေတဲ့ပိဋိပါမောဇ္ဇကိုအခြေခံပြီးတရားကျင့်တော့မနဲ့အာယုံကျင့်လင်းတော့ယဟန္တာကြီးဖြစ်သွားတယ်။ယဟန္တာဖြစ်တာလဲမမြန်ဘူးလား။မှန်ပါဗျာ။ဘာအကောင်လို့မြန်လဲ။သီလအကောင်လို့မြန်တာ။ဟုတ်လား။မှန်ပါဗျာ။အဲ့ဒါကြောင့်ပြိဿတ်ကိုရင်လေးတွေနဲ့လူတွေနဲ့ကိုမြတ်စွာဘုရားကမုဏိတုတ်တံပါ။ဒေါင်းနဲ့ဟင်းသာနဲ့နိုင်တယ်။လူတွေကဒေါင်းနဲ့တူတယ်။ ိုရင်လေးတွေကယဟန်တွေကခင်းသာနဲ့တူတယ်။တောင်းကသတော်ကောင်းတွေကြည့်ပေါ့အယောင်သွေးရောဘာရောမလှဘူးလား။မလှပါဘူး။တောင်းနဲ့ရှင်လိုက်ရင်ခင်းသာကမလှဘူးလေ။ဟုတ်လား။လူနဲ့ကိုရင်နဲ့ကြည့်ရင်လည်းဒီတိုင်းကိုရင်လေးတွေကခေါင်းတစ်ဖက်ခေါင်းရိပ်ပြီးပခုံးတလေးတစ်ဖက်ပေါ်ထားတော့လူလောက်လှလား။မလှဘူး။အသွင်ပြင်အပြင်မလှ။ပခုံးတစ်ဖက်ကပေါ်ထားသေးတယ်။အယောင်ကလည်းဒီအယောင်ပဲအညိုနဲ့ဝါထားကလွတ်လို့ဘာမှမဝရဘူး။ သူတော်ကောင်းတွေကအယောင်မျိုးမျိုးသဘင်နဲ့လိုက်အောင်တမျိုးဟုတ်လားဟာအိမ်ကြီးမျိုးမျိုးပစိုးမျိုးမျိုးခေါင်းကမျိုး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 နဲ့လှအောင်ချေပါတောင်းလို့ပဲသူတော်ကောင်းတွေလှဒါပေမဲ့မိုင်းထောင်ချီတဲ့ခကြီးပြန်ကြစို့ဟေးဆိုရင်တောင်းကမနာတန်းဟင်းသာကမနာတန်းပြန်နိုင်တဲ့တောင်းကအဲ့လောက်မပြန်နိုင်ဘူးတဲ့နာနာပြီးမှသွားရတာတဲ့ဗျာဟုတ်ပြီလားအဲ့ဒါမြတ်စွာဘုရားပြောတဲ့ဥပမာဟောအခုကြည့်လိုက်ပေးတယ် ပြောကျင်တာမဟာတိတ်တကြီးမြန်နာရဟန္တာဖြစ်တာမြန်နာသည်တခြားကြောင့်မဟုတ်သီလာအကောင်းလို့ဘာအကောင်းလို့လဲဒီနေ့ကောင်းတို့မိသားတစုမိမိရဲ့ယင်နဲ့သီးကြသာယတနာလေးသာသနာတော်တွင်သွတ်သွင်းပေးလိုက်တာဘာလို့ပေးသလဲမင်းအဲ့ဒီသီလာအကောင်းအောင်လို့ပေးလိုက်တာဟုတ်ပြီလားလူဘဝနေ၅ဘာသီလာပဲသူထိမ့်မယ်ကိုရင်ဘဝနဲ့နေ200နဲ့သီလာသိက္ခာ100ကျော်သူထိမ့်မယ်ပေါ့အကျင့်အဖြစ်တော့10ပါး အကျေအပြည့်တော့139ပါဟုတ်ပြီလားအဲ့ဒီသီလတွေထိမ့်လိုက်တော့ဩလူဘဝနဲ့ဆိုင်သူ9ရက်နေနေ10ရက်နေနေသူ့အတွက်သီလတွေအများကြီးပဲသူအကောရရပြီသန္တနာဝတ်ကနေမြန်မြန်လွတ်ပါစေဆိုတဲ့ပုံစံမျိုးနဲ့ဒါသာရှင်ပြုပေးကြတာပဲဟုတ်ပြီလားအကောရရအောင်လုပ်ပေးတယ်ဒါပြောတာနော်အဲ့ကြောင့်မြတ်စွာဘုရားကသီလရှိရင်ပါရှိတယ်အကောရရှိမာတိတ်တာကြီးကြီးတေရမှာတိပါလက်ကနေပျော်တာသီလရှိလို့ တညာလေးတရားအထုတ်ဦးနဲ့ယဟန္တာဖြစ်တာဒီပါအားကောင်းလို့လေတီလာအားကောင်းလို့ဟုတ်ပြီလားတီလာအားကောင်းလို့သူတော်ကောင်းတို့ဟိုးဦးဇင်းတို့ငငယ်အင်္ဂလိပ်စကားပြောလေ့ကျင့်ကြစဉ်ကပေါ့မန်လေးပရိသေသာသနာတက္ကသိုလ်မှာနေတော့ကဆွေเจ้าကြီးတို့တို့မရှိတော့လာတဲ့နိုင်ငံခြားသူနိုင်ငံခြားသားတွေလိုက်လိုက်ပြီးစကားပြောပြီးရှင်းပြကြညနေ၄နာရီနဲ့၆နာရီကြာလား အဖိတ်ဥပုပ်ဆိုရင်တော့အဖိတ်နဲ့တခါတခါဥပုပ်သူကဘုရားကိုမစစ်မခေါ်อ่ะအဲ့ဒီနေမျိုးဆိုရင်ဦးဇနုကညနေ၄နာရီလောက်ကနေ၆နာရီ9နာရီလောက်ထိအောင်မန္တလေးတောင်ပေါ်တွေဘာတွေထိအောင်လိုက်မမရရမျိုးသမီးတယောက်မေးတယ်မန္တလေးတောင်ပေါ်ရောက်တော့ဒါဘာကြီးလဲတဲ့သင်္ကန်းလို့ဘာလို့ဝတ်ထားသလဲနိဗ္ဗာန်ရောက်ခြင်းလို့ဝတ်ထားတယ်နိဗ္ဗာန်သွားခြင်းလို့ဝတ်ထားတယ်လို့ဦးဇင်ကပြော သူ့ခြေတော့သူပုတ်ပြအဲ့ဒီနိဗ္ဗာန်ကဒီလိုဘောင်းမီတွေနဲ့သွားလို့မရဘူးလားအရပါတယ်တို့နိဗ္ဗာန်ကဘောင်းမီနဲ့သွားတော့ပစိုးနဲ့သွားတော့လုံကြီးနဲ့သွားတော့သွားကျင်ရနဲ့သွားသီလသာရှိမယ်ဆိုရင်ရတယ်ဟုတ်တယ်မို့လားမြတ်စွာဘုရားလက်ထက်ကမျိုးသားတွေမျိုးသမီးတွေနိဗ္ဗာန်အများကြီးမယူကြဘူးလားအလုံးသင်္ကန်းဝတ်ကြီးဟုတ်ရဲ့လားမဟုတ်ပါဘူးလူဝတ်ကြောင်နဲ့လည်းသွားလို့ရဒါဆိုရှင်ဘုရားရေတဲ့ဘောင်းမီလေးပစိုးလေးနဲ့နိဗ္ဗာန်သွားဖို့ကောင်း ရှင်ဘုရားကြီးကတော့ဘိုးရောပါရတယ်ဒီဝိကြီးနဲ့ဝိလို့ပြောဘာဖြစ်လို့ဓာကြီးနဲ့ဝိပြီးနိဗ္ဗာန်သွားခြင်းရတာလဲဦးဇင်းကပြောတယ်မြန်မြန်ရောက်ခြင်းလို့ယဟန်သီလာက229တွေ့မလားမှန်ပါဗျာဘာသီလာအကောင်းတော့ခုမာတိတ်တကြီးမြန်မြန်ရောက်တယ်ဆိုတာသီလာအကောင်းလို့ရောက်တာဟုတ်ပြီလားအဲ့တော့သီလာအားကောင်းလေလေနိဗ္ဗာန်ရောက်တာဘာဖြစ်လေလေလဲမြန်လေလေပဲသီလာအားနဲ့လေလေနိဗ္ဗာန်ရောက်ဖို့ရခဲလင်းလေလေပဲ ခยีဝေသွားတဲ့အခါအင်ဂျင်ပါဝါကောင်းတဲ့ကားကမြန်မြန်ရောက်မယ်ပေါ့အင်ဂျင်ပါဝါနည်းတဲ့ကားကဖြည်းဖြည်းပဲရောက်မယ်ပေါ့သူတော်ကောင်းလို့ဟုတ်ပြီလား